သွားချစ်သူအားလုံးပဲမင်္ဂလာပါယနေ့မှာဆိုရင်တော့ကျွန်တော်တို့ရဲ့ channel မှာဇလံကောင်းလေးများကိုတင်ဆက်ပေးမယ့်အချိန်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာအခါစောရဲ့ပရာလောကဇလံကောင်းလေးနဲ့တင်ဆက်ပေးပါရစေခင်ဗျာကိုစိုးလိုနေတဲ့မြို့ကလေးဟာအတော်ခေါင်းတဲ့မြို့ကလေးဖြစ်ပါတယ်သူတို့မြို့ကလေးမှာတိုက်နယ်ဈေးရုံတစ်ခုပဲရှိပြီးတော့ဈေးရုံကလည်းခက်သေးသေးဖြစ်ပြီး ဆေးရုံတက်တဲ့လူတွေကလည်းနေပါလာပါတယ်။တရက်တော့ကိုဆိုးရဲ့အဖေကဆိုင်ကယ်မှောက်တာပေါ့။ဆိုင်ကယ်မှောက်တာကလည်းညနေပဲဆိုတော့တိုက်နယ်ဆေးရုံကိုပြေးပြီးတော့ပို့ကြပါတယ်။ခြေတော့တစ်ဖက်လည်းကျိုးသွားတယ်။တစ်ဖက်ကတော့အယိုးအပ်သွားတာဆိုတော့ဆေးရုံမှာပဲကြောက်ပတ်တဲ့စီးပြီးဆေးရုံမှာပဲတက်လိုက်ရပါတယ်။အမှန်တော့အိမ်မြန်မှုအတွက်ဖြစ်ပေမဲ့ဆရာဝန်နဲ့မတွေ့ရသေးတာကြောင့်ဖြစ်ပါတယ်။ဆရာဝန်က နောက်တနေ့ရုတ်တရက်မှလာမယ်ဖြစ်တော့ဈေးုံမှာပဲတက်လိုက်ရပါတယ်။ရုတ်တရက်ဆိုတော့လေဈေးုံတက်ရတာကြပြကြရနိုင်ရပါတယ်။တိုင်တဲ့ဈေးုံမှာကလည်းတန်ကရင်တလုံးမှာအထက်သားပြားတွေခင်းလာတာဆိုတော့အိယာလေးပြင်ရပါတယ်။ခြံကိုက်တက်တာဆိုတော့ခြံအောင်လေးယူရတယ်။အဝယ်စားစားဖို့တောက်ဖို့အားလုံးကိုဆွေမျိုးများကစီစဉ်ရပါတယ်။ဈေးုံကန်းကအကျယ်ကြီးဖြစ်ပြီးတော့ နှစ်ထပ်ဆောက်ထားတဲ့အဆောင်ကြီးရဲ့အောက်ဘက်မှာတော့စေဘီကန်ဆရာဝန်ရုံးကန်းနဲ့ရုံးကန်းသဘောမျိုးပြင်ဆင်ထားပြီး အပေါ်ရက်ကတော့ဟောတိုင်ကြီးဖြစ်ပြီးတော့ဂဒင်တွေကိုတန်းစီချထားပါတယ်။ဒါပေမဲ့စေယုံတက်တဲ့လူနာကလည်းမှတ်မှတ်ရရငါးဦးပဲရှိတာဆိုတော့ဂဒင်တွေကလွတ်နေကြပါတယ်။လူနာတွေကဘင်းကျဲကမနေကြပဲတဦးနဲ့တူခက်ခွာခွာဂဒင်မှာနေထိုင်ကြပါတယ်။အိမ်မှာကလည်းလူခွဲလည်းမရှိဘူးဆိုတော့ ကိုစိုးဝဲစိတ်ရုံဆောင်ကိုတာဝန်ကြခဲ့တာပေါ့ညခုနှစ်နာရီထိုးပါတော့မယ်ညနေသားလည်းမစားရသေးတော့ဘိုက်ကစားနေတယ်အဲ့ဒီခိုက်မှာပဲသူ့ဖုံးရံအတန်ကမြည်လာခဲ့ပါတယ်ရှင်သမီးကညစာလာပို့ပေးလိမ့်မယ်စိတ်ရုံရှိရထွက်ဆောင်နေပေါ့ကိုစိုးကလည်းပြန်ပြေးပြီး ဖုံးချလိုက်ပါတယ်အဲ့နောက်အဖေကိုထမင်းသွားယူမယ်လို့ပြောပြီးစိတ်ရုံမောကစိတ်ငယ်တာပေါ့စိတ်ရုံကြီးကတော့ အဆောက်အဦအသည့်ကြီးဖြစ်ပြီးမီးရောင်းတွေထုံထားတော့လင်းထိန်နေပါတယ်။ကိုစိုးအဆောင်ပေါ်မှာဆင်းပြီးစေးရုံရှိအလံတိုင်းနဲ့မြေကွက်လက်ကိုဖြတ်လာပြီးနောက်စေးရုံဝင်ပေါင်းသားကိုထွက်ခါလမ်းဘေးမှာရပ်လိုက်ပါတယ်။တမီးဖြစ်တဲ့သူလည်းမလာသေးတော့အဲ့ဒီနေရာမှာပဲရပ်ပြီးစောင့်နေမိတာပေါ့။စေးရုံဝင်ပေါက်တစ်ဖက်မှာပဲညောင်မင်းကြီးတပင်ကလမ်းဘေးမှာပေါက်နေပါတယ်။မိုးချုပ်တဲ့အချိန်ဆိုတော့လေအဲ့ဒီညောင်မင်းကြီးကမဲမောင်းနေတယ်။ကိုစိုးကစောင့်နေရင် ိုးချမ်းတယ်လို့ဖြစ်လာခဲ့တာပေါ့ကိုစိုးဟာကြောက်တတ်သူတော့မဟုတ်ပေဒါပေမဲ့အဲ့ဒီခိုက်မှာညောင်ဝင်းကြီးနောက်ကမိန်းကလေးတယောက်ထွက်လာတယ်ကိုစိုးလည်းထူးဆန်းနေမိပါတယ်မိန်းကလေးကညောင်ဝင်းနောက်မှာဘာသွားလုပ်တာလဲလို့လည်းတွေးနေမိတယ်အဲ့ဒီမိန်းကလေးကညောင်ဝင်းရောက်မှာမတ်တက်ရက်နေပါလေကိုစိုးကလည်းအော်သူလည်းငါလိုပဲတယောက်ကိုစောင့်နေတာဖြစ်မယ်လို့တွေးလိုက်တယ်ဒါပေမဲ့ မင်းလင်းနေတဲ့ဈေးရုံဝင်ဝမှာမဆောင်ဘဲဘာကြောင့်ညောင်မယောင်အမောင်နဲ့မှရက်ဆောင်နေပါလဲမကြခင်ဆိုင်ငယ်တန်ကိုကြားလိုက်ရပါတယ်တမင်းဖြစ်သူကထမင်းပိုလာခြင်းဖြစ်ပါတယ်စတီးဆိုင်လေးစင်ကြံကိုဆွဲလာပြီးသူ့ကိုလှမ်းပေးလိုက်တယ်ရေတံမှုနဲ့ဓာတ်ပုတလုံးကိုတော့လက်ဆွဲခြင်းအသေးလေးထဲမှာထည့်ထားပါတယ်တမင်းစီကထမင်းကြံကိုလှမ်းယူပြီးတဲ့အခါမှာတော့ညောင်မယောင်ကိုလှမ်းကြည့်လိုက်တဲ့အခါစိုးစိုးကမင်းကလေးကမရှိတော့ပါဘူး တယောက်လာခေါ်တော့အောင်လေမျက်စိတမိတ်တွင်ခဏလေးပဲကိုစိုးလည်းဆက်မတွေ့တော့ပဲစေးုံထဲကိုဝင်လိုက်ပါတယ်လမ်းလျှောက်နေရင်ဖနက်ကနောက်ကတယောက်ကစောင့်နေသလိုဖြစ်သွားတယ်ကိုစိုးကဟန်ချက်ထိန်းနိုင်လို့သာမလဲကျသွားခြင်းဖြစ်ပါတယ်အနောက်ကဒေါသနဲ့လှည့်ကြည့်လိုက်တော့ဘယ်သူမှမတွေ့ရဘူးသူနဲ့ဆက်လျှောက်လာခဲ့တော့သုံးလမ်းရောက်မှာထုံးစံအတိုင်းဖနက်ကိုဆက်နင်းခံရပြန်တယ် ိုစိုးရဲ့ဂရီဘာဖက်ကိုတရအောင်ကနောက်ကနေတမင်လိုက်နေနေတယ်လို့ပဲစေယုံဝင်းတွေမှာလည်းသူကလွဲပြီးမြည်သူမှမရှိပြီကိုစိုးရဲ့စိတ်ထဲမှာလည်းစနိုးစလောင်ဖြစ်လာခဲ့တာပေါ့ပိုစိုးတာကတော့ရှေ့ကိုလန့်လိုက်တမ်းမှာဘဲဘက်ကညာဘက်ပါလိုက်အနှင်းခံနေရခြင်းဖြစ်ပါလေစေယုံဝင်းပေါင်းတဲ့အဆောင်ကပေနေရကနာဝေးပေမဲ့ကိုစိုးတော်တော်ရှောင်နေရတယ်နောက်ကလည်းဖနက်ကိုတားလိုက်နေနေတော့ ခြေောက်ကိုမာပြီးမလျှောက်တော့ပဲဖနက်တွေဆွဲပြီးရှောက်လိုက်ပါလေအဲ့ဒီကအနင်းမခံတော့ကိုဆိုလည်းကြည်လိုက်မိပါလေဟဲ့အောင်နင်းမရတော့ဘူးမလားငါ့ကိုလာမချောက်နဲ့ငါကတည်းမချောက်တတ်ဘူးကွာအဲ့လိုပြောပြီးဆက်လျှောက်လာရင်စေးရုံဝင်ပေါင်းတော့ရောက်မှာတောက်ခနဲ့တက်ခေါက်တန်တစ်ချက်ကိုအနောက်ကကြားလိုက်ရပါလေကိုဆိုးကလည်းလှဲ့မကြည့်ပဲနေလိုက်တယ်အောင်မမင်းရများတောက်ခေါက်ရသေးတယ် ကိုစိုးကအဲ့လိုပြောလိုက်ပြီးသုံးလေးခုလောက်ဆဲလိုက်ပါတယ်။အဲ့နောက်အဆောင်ထဲကိုလည်းဝင်လာခဲ့တာပေါ့။အဆောင်မောင်ရောက်တဲ့အခါမှာတော့အဖေကိုထမင်းပြင်ကျွေးလိုက်ပါတယ်။အခြားဆေးရုံတက်နေတဲ့လူတွေနဲ့လည်းမိတ်ဆွေဖွဲ့လိုက်တာပေါ့။အဖေကတော့ဒဏ်ရာရထားအောင်ထင်ပါတယ်။ထမင်းကိုကုံအောင်မစားနိုင်ပါဘူး။ကျန်တော်တော့ခြံထားလိုက်သားကြီး။ညကျတော့ဗိုက်ဆိုင်ထပ်စားလို့ရတာပေါ့။အီလိုနဲ့ ထမင်းညိုင်လေးကိုထမင်းနဲ့ဟင်းနဲ့ပြန်ထည့်ပြီးဂရင်အောက်ကောင်းရင်ဘက်မှာလက်ဆွဲချင်းနဲ့ထည့်ထားလိုက်ပါတယ်။အောက်ထပ်မှာတော့ဈေးရုံမှာတောင်းဝင်ကြတဲ့သူနာပြုတ်ကြီးကစကားပြောနေကြတယ်။ညာကိုနာကမှအဖေအိတ်သွားတဲ့အချိန်မှာတော့ကိုဆိုးလဲဘေးရဂရင်လွတ်ပေါ်တက်ပြီးအိတ်လိုက်မိပါတယ်။အဖေကခြေနှောင်နဲ့ဖြစ်ပေမဲ့ကိုဆိုးကတော့ခြေနှောင်မပါဘူး။ဈေးရုံဖြစ်ပေမဲ့ခြေနေကတားပေါ်တော့အနာနာမှာတဝီဝီပြန်တန်းနေပါတယ်။ကိုဆိုးကလည်း ပစိုးကိုခေါင်းလုံအောင်ခြုံလိုက်ပြီးကွေးကွေးလေးအိတ်မိတယ်။တချွတ်ချွတ်နဲ့အိတ်နေရင်ပလတ်စတစ်အိတ်ဆွဲတံကိုကြားရတော့ကိုစိုးလည်းလက်နိုးလာခဲ့ပါတယ်။အဖေညစာစား၍ထမင်းစားတော်တာဖြစ်ပြီလို့တွေးလိုက်ပြီးပစိုးခေါင်းမှုခြုံကိုဖြုတ်လိုက်တယ်။အဲ့ဒီခါအလွန်ကြောက်စရာကောင်းတဲ့အရာကို တွေ့မြင်လိုက်ရပါတယ်။လက်မမိတ်တစ်ဖက်လက်ကြီးကလူကြီးလက်များတဲ့အတန်ငယ်ကြီးမားပါတယ်။လက်တစ်ခုလုံးကလည်း အမွေးနဲ့တီထောင်ထနေပြီးဘေးကိုကြီးတကောင်နဲ့တူနေတာပေါ့အဲ့လက်ကြီးကလည်းလက်ကောက်ဝဲခတ်မဲပါပါလေလက်ကောက်ဝဲထီးတဲ့ပါရဲ့လက်ကြီးကဟိုစန်းဒီစန်းနဲ့လက်ဆွဲချင်းကိုဆွဲနေတာလက်ဆွဲချင်းမှာရေဘူးနဲ့ကျွတ်ကျွေးကိုပတ်ထားတော့အဲ့ဒီကျွတ်ကျွေးကိုလက်ကစမ်းမိနေတာကြောင့်တချွတ်ချွတ်အတန်ကြားခြင်းဖြစ်ပါလေကိုစိုးကတရေလို့မထင်သေးဘူးသူမြင်နေတာဟုတ်မဟုတ်ပါမလားလို့တွေးပြီးမျက်လုံးများကိုလက်နဲ့တေချာပုံမိပါတယ် ။တေချာပြန်ကြည့်တဲ့အခါမှာတော့လက်ကြီးမှာလက်ပြက်ကြီးအစ်စ်ကိုစိုးလန့်သွားပြီမဲ့ဒေါသကထောင်းဝင်းနဲ့ထွက်လာတယ်။ကရမောကခုံဆွဲလိုက်ပြီးအဲ့ဒီလက်ကြီးကိုချောင်းနဲ့ပြေးကန်လိုက်တယ်။ဘုံကလင်းလက်ကြီးရောဆွဲခြင်းမှာ လွင့်ထွက်သွားပါတယ်။လက်ဆွဲခြင်းတွင်ကစတိကြိုင်ရဲ့ရေဘူးကလည်းမှောက်သွားတယ်။လက်ကြီးကကောင်းရင်ဘက်ကငားပေကန်လွင့်သွားတဲ့အခါကိုစိုးကအဲ့ဒီလက်ကြီးစီပြေးလိုက်သွားပြီးချောင်းနဲ့နင်းလိုက်တယ်။အထိတ်တွေ့ရတော့အီအီကြီးပဲ။ ကာတာယာတွင်းကကျွတ်လို့လို့စပိန်ကျွတ်ကိုတက်နင်းရတယ်လို့လို့ပြောစီစီကိုစိုးကနောက်ထပ်နင်းရ6တောက်ကိုမားလိုက်ချိန်မှာတော့လက်ကြီးကရုံးထွက်သွားပြီးနိုင်ရမောကိုပင်းကူတစ်ဖွဲတက်သွားပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်ကိုစိုးကြည့်လိုက်တဲ့အခါအဖေကလည်းနိုးလာပြီတချို့လူနာဆောင်တွေကလည်းနိုးလာခဲ့ပါတယ်စိတ်ယုံခန်းတွင်းမှာတော့မိတွေကထိန်ထိန်လင်းနေပြီးကိုစိုးကဘာမှပြန်မပြောတော့ဘဲနဲ့လက်ဆွဲချင်းကိုပြန်ကောက်ထည့်လိုက်ပါတယ် အဲ့နောက်ခဏကြာတော့ဂရေမောပြန်တက်အိတ်လိုက်တယ်။တောင်းဘာဖြစ်တာလဲ။ဟိုဟာကြွက်ပါဖီးယား။ဓမင်းနဲ့ဟင်းနဲ့ရလို့လာတာဖြစ်မှာပါ။အဖေမေးတာကိုပိုဆိုးဟာတမင်လွှဲပြောလိုက်ပါတယ်။မကြာခင်မှာအဖေပြန်အိတ်သွားပြီးညတကောင်ချိန်လေးဖြစ်နေပြီ။ကိုဆိုးကဂရေမောတက်ပြီးခေါင်းမုံခြုံလိုက်ပြီးတော့အိတ်ချလိုက်ပါတယ်။တနေ့လုံးလှုပ်လှုပ်ထားတာမို့အလွန်မင်းမန်းနေပြီးကိုဆိုးကပြန်အိတ်ပြောသွားတယ်။ တဒုံးလုံးနဲ့အိတ်နေရင် လေကားကိုတဲရောပြင်းစင်းလာသလိုအတန်ကြားရပါလေကိုဆိုလဲထပြီးအော်လိုက်တယ်ငါအိတ်နေတာလာမနောက်ရှက်ကြနဲ့တတ်တည်ရှင်လာခဲ့မင်းတို့ကြောက်မွန်များထင်နေတာအဲကအဲ့ဒီပြေးလိုက်တက်လိုက်ဇင်းလိုက်လုံနေတဲ့အတန်ကပျောက်ကွယ်သွားပါလေကိုဆိုအိတ်နေတော့မှပဲဘုံကနေကိုဆိုးရဲ့ကြောပြင်ပူကနေခံစားရပြီးကရင်မောကလိုက်ကြသွားတယ်ပစိုးကိုဆွဲပြီးမတ်တက်ရိုက်လိုက်တော့ အကောင်ကြီးတကောင်ကိုမြင်လိုက်ရတာပေါ့အဲ့ဒီအကောင်ကြီးကအရက်ကရှစ်ပီလောက်ရှိတယ်လူကောင်ထွားထွားနဲ့တကောလုံးမွေးတွေပါပြီးလူဝင်ကြီးနဲ့တူပါတယ်ဒါပေမဲ့မျက်နှာကတော့လူမျက်နှာကြီးဖြစ်ပြီးတော့အမွေးတွေကြားထဲမှာမျက်နှာကအနီရောင်ကြီးကိုစိုးကလည်းဒေါသထွက်ထွက်နဲ့ပစိုးကိုပြင်ဝက်လိုက်ပြီးအဲ့ဒီအကောင်ကြီးကိုပြေးထိုးပါတော့တယ်ပြေးထိုးတဲ့အခါမှာလေဖွဲ့ကြီးလေးကြီးကိုထိုးရတယ်လို့တပုတ်ပုတ်နဲ့အားမရအောင် အဲ့ခါအကောင်ကြီးရဲ့လက်ကိုကမ်းပြီးချိုးပြဖို့လုပ်တော့လက်ကအမွေးတွေနဲ့ချိုးကြည့်ကြည့်ဖြစ်နေပါလေအကောင်ကြီးကလည်းအားတော်တန်းနေကိုစိုးနဲ့နှစ်ယောက်သားလုံထွေးတပ်ပုံနေကြပါလေအခန်းထဲမှာတရုံးလုံးနဲ့ဖြစ်နေပြီမဲ့အခြားလူနာသောနေနိုးလာကြတော့ခါသူတို့ဟာကိုစိုးကိုပဲမြင်ရတယ်လို့ပြောပါလေအချိန်ကြာတော့အာမမျှတော့အဲ့ဒီကောင်ကြီးကကိုစိုးရဲ့ကိုဘော်ကိုတက်ခွာထိုင်ပြီးကိုစိုးကိုဖိထားတယ်ကိုစိုးဘော်ကိုအလွန်လေးလံတဲ့ဆိုင်ကြီးဖိထားတယ်လား ကိုစိုးဟာအတင်းရုံးကန်နေရပါတယ်။ဒါပေမဲ့လည်းလုံးဝရုံးထွက်လို့မရဘူး။အဲကသူနာသူဆီယာမအသက်ကြီးကြီးတယောက်ကလေဟာပြည့်တယ်လာတယ်။အခွမ်းနှင်းကိုဝင်လိုက်တဲ့အခါကိုစိုးတယောက်အော်ဟစ်နေတာကိုတွေ့ရပါတယ်။အဲကသူနာပြူဟာကတ်ကြီးတလက်ကိုတချွန်ချွန်အတန်ပေးပြီးအဖွင့်ပိတ်လှုပ်လိုက်တယ်။အဲကအကောင်မကြီးကကိုစိုးပေါ်ကခုန်ထသွားပြီး အခန်းပြင်ဘက်ကိုတဟုန်တို့ပြေးထွက်သွားပါတော့တယ်။ကိုစိုးလည်းဆက်မအေးရဲတော့ဘူး။ ကနေမင်းမှာထိုင်ပြီးအဖေနဲ့စကားပြောပြပါလေကိုစိုးဘေးကလည်းသူ့အိတ်နေတော့ခြေနှောင်းကိုလှန်သွားသလိုခံစားရကြောင်းအဲ့နောက်သူ့ခြေထောက်ကိုတယောက်ကလာဆွဲတဲ့အကြောင်းကိုပြောပြတယ်ကိုစိုးကြောက်မှဆိုလို့မပြောတာတဲ့နောက်နေ့မနေ့လင်းတဲ့အခါဆရာဝန်နဲ့တွေ့ပြီးမှစေးရုံကနေခွင်တော်မီအိမ်ကိုပြန်ခဲ့ကြပါလေနေကမန်ဆွေမျိုးတွေလာကြတော့ကိုစိုးကတော့ကြံတဲ့ပစ္စည်းတွေတက်ယူပြီးစေးရုံလေကားကဆင်းခဲ့တယ်စေးရုံဝင်ပေါက်ရောက်မှာ သူ့ကိုနောက်ကတရက်တော့တွန်းလိုက်သလိုဖြစ်ပြီးလဲကြမလို့ဖြစ်သွားပါတယ်။ကံကောင်းလို့အုံနိုင်ရတစ်ဖက်ကိုလက်နဲ့ထိန်းလိုက်လို့သာလဲကြမသွားခဲ့တာပေါ့။ကိုစိုးကတောက်တစ်ချက်ခေါက်လာပြီးအနောက်ကိုပြန်လှည့်ကြည့်လိုက်တယ်။အဲကစေယုံပေါ်တက်တဲ့လေကားဝင်တာမှာမတ်တက်ရက်နေတဲ့လူတစ်ယောက်ကိုတွေ့ရပါတယ်။သူကမျက်တော်ညီကြီးနဲ့ကိုစိုးကိုလှမ်းကြည့်နေတယ်။ကိုစိုးလည်းစေယုံတွေကပြန်ပြီးထွက်လာခဲ့ပါတော့တယ်။နောက်ပိုင်းမှာစုံစမ်းကြည့်တဲ့အခါမှာတော့ ဈေးရုံဝမှာဆိုင်ငယ်မောက်ပြီးသေးတဲ့ကောင်မလေးတစ်ယောက်ကအဲ့ဒီညောင်မင်းကြီးနီးမှာတခုခုကိုစောင့်နေတယ်ဆိုတော့လူတွေကမကြမကြမြင်ရတယ်တဲ့အဲ့ဒီဈေးရုံမှာတက်တဲ့သူတွေကလည်းတမျိုးမဟုတ်တမျိုးအချောက်ခံရဘူးတယ်လို့ပြောကြတယ်အဲ့ဒါကြောင့်အဲ့ဒီနေကလူတွေဖို့မဖြစ်မနေအချိန်ဒီမှာပဲဈေးရုံတက်ကြတယ်တဲ့ဒါပေမဲ့ထူးဆန်းတာကတော့ဈေးရုံကသူနာပြုဆရာမနဲ့ဈေးရုံဝန်ထမ်းတွေကိုတော့လုံးဝမချောက်ဘူးတဲ့ငါကွာအဲ့ဒီတော့အားမရအောင် ဒီကောင်ကြီးကိုစော်ကျင်သေးတာကိုစိုးကသူ့အဖြစ်အပျက်တွေကိုပြောပြနေရင် အားမလို့အားမရဖြစ်နေပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ကိုစိုးကဆေးရုံကိုလုံးဝမရောက်ဖြစ်တော့ပါဘူးဆက်လက်ပြီးတော့နောက်ထပ်ဇလံကောင်းလေးတစ်ခုကိုလည်းတင်ဆက်ပေးပါစီခင်ဗျာကျမနာမည်ကဆွေဆွေပါအသက်ကတော့55ကျော်ပြီ အခုပြောပြမယ့်အဖြစ်ကလည်းကျမဘဝမှာသုံးရင်သုံးကွာလောက်ကြုံမှုခဲ့တဲ့အဖြစ်ပြပေါ့ကျမနေရာမှာသာရှင်လို့ဆိုရင်ဘလို့နေကြမယ်မသိဘူးကျမကတေမင်းကိုသုံးရင်လောက်မြင်ဘူးတယ်ရှင်ပထမတစ်ခါကတော့ကျမလိုခက်နေငယ်တုန်းကပဲခုနှစ်တက်ကြတဲ့တော့အသေးချာမမတ်မိဘူးပေါ့နော်ကျမလိုနေတာကမြို့ချောင်းဆိုတဲ့ရွာလေးပါဘကူတိုင်းကြောက်တကားမြို့နယ်လေးကရွာပေါ့ အခုတော့ရန်ကုန်မန္တလေးရဲ့မြန်လန်းကြီးဖြတ်ပြီးဖောက်ထားလို့ရွာလေးဟာစီကားသွားခဲ့ပြီကျမတို့ငငယ်တုန်းကတော့ကျမတို့ရွာလေးဟာတိတ်ပြီးတော့ခေါင်တာပဲအဲ့တုန်းကရဲတွင်စိတ်တောင်မစော့သေးဘူးဝေးဒီခေါင်လန်းနဲ့တောင်ကြီးရွာလေးတူရပေါ့ရှင်အဲ့ဒီကမိုးတွေတဖွဲဖွဲရွာနေတယ်ကျမတို့ရွာအနောက်ဘက်မှာလယ်ခွင်းတွေမြက်ခင်းတွေရှိတယ်အဲ့ဒီကနေဆက်သွားရင်တော့အကူယိုးမှပေါ်တက်လို့ရတာပေါ့ စိမ့်ညိုနေတဲ့ရုံးမတောင်းတဲ့ညီကိုလည်းလှမ်းပြီးမြင်နေရတယ်လေကျမတို့ဘိုးတွေအဖေတွေကနွားတွေမေးကြတယ်အဲ့ဒါနဲ့ကျမတို့တွေကလည်းအလိုလိုနွားကြောင်းသားဖြစ်ကုန်ကြတာပေါ့အဲ့ဒီနေရာကျမရဲ့ကျမအမတီးရရဲ့နောက်ပြီးကျမတငယ်ချင်းနှစ်ယောက်ရဲ့ရွာပြင်မှာထွက်ပြီးတော့နွားကြောင်းရင်းနဲ့မိုးတပွက်ပွက်အောင်မှာစော်ကစားနေခဲ့တာပါဒါလောက်မိုးပွဲလေးကတော့ကျမတို့လိုကြေးလက်နေတဲ့ကလေးတွေအတွက်မမှုပါဘူးရှင်ပြောမယ်သာပြောရတာ ကျမတို့ငငယ်တော့ကကျမကြီးကတောင်းတော်မီပဲမိုးရီတဲ့ပြေးစောကြတယ်တောင်းယုံမိုးပွဲလောက်ဆိုထီးရီပါလေစောင်းတာမဟုတ်ဘူးပြီးရင်ချောင်းထဲမှာလည်းရေစင်းကူးကြသေးတယ်ဒါပေမဲ့တောင်းအောင်တောင်းအောင်တော့ဖျားနာခဲ့တယ်အခုခေတ်ကလေးတွေကတော့မိုးလေးနည်းနည်းမိလိုက်တာနဲ့ဖျားနာကုန်ကြတာပဲအင်းစကားပြောရင်းနဲ့ဘဲဟိုတောင်ရောက်သွားမှမသိဘူးကျမတို့ရဲ့ဇလန်လေးပြန်ဆက်ကြတာပေါ့အဲ့လိုစော်ကားနေရင်မိုးတွေကအုံမဲပြီးတက်လာခဲ့တယ် နွားလီကတော့မျက်ခင်းထဲမှာမျက်တည်စားနေကြတာပေါ့ကျမတို့ကတပင်အိုးအိုးကြီးတပင်အောက်မှာထွေခင်းတန်းကစားနေကြတာပဲဒီချိန်မှာတိုးတွေကလူီတူထွက်လာပြီးရွာကိုလမ်းလျှောက်လာတာကိုတွေ့လိုက်ရတယ်ကျမတို့လည်းဆက်ကစားနေရင်မကြောက်ဘူးကျမတို့နောက်ကိုရောက်လာခဲ့တယ်သူကရွာထဲဝင်တဲ့လမ်းကိုလှမ်းကြည့်နေတယ်ကျမလည်းအဲ့လူီကိုထူးဆန်းတာနဲ့စိုက်ကြည့်မိတယ်အဝတ်စားကအနေအောင်ပိတ်စာကိုခြုံထားတယ်အဆောက်ကပစိုးကြီးခြုံထားတယ်လို့ထင်နေတာ ခေါင်းပေါ်မှာလည်းအနဲ့ရောင်ခေါင်းပေါင်းကြီးကိုပေါင်းထားတယ်။သူ့မျက်နှာက မျက်ကွင်းတွေကနက်နေပြီးနှာခေါင်းတူတူကအပေါ်ကိုလန်းနေသေးတယ်။နှာခမ်းတွေကလည်းခြောက်ပြီးအကွဲနေတာပေါ့။စောင်းထဲမှာနှာခမ်းကွဲသလိုပဲ။သူကဟိုဒီကြည့်ရင်ကျမကိုလန်းခေါ်ပါလေ။အဲ့ဒီချိန်မှာကျမကလည်းကြောက်ကမှမတည်သေးဘူးရှင်။အသက်က10နှစ်စွန်းစွန်းတော့ပဲရှိသေးတယ်။ကျမလည်းစော့နေတဲ့နေရာကနေအဲ့ဒီလူကြီးစီပြေးသွားလိုက်တာပေါ့။ ကျမနောက်ကိုရောက်တော့ဟဲ့ကောင်မလေးဒီရွာမှာဥဖိုးကုန်းဆိုတဲ့လူကြီးရှိလားကျမလည်းကောင်းနေလိုက်တယ်ရှိတယ်ရွာလမ်းတိုင်းတက်တယ်ဝင်သွားရင်အိမ်ရှိမှတမဝင်းကြီးနှစ်ပင်ခွာပေါင်နေတဲ့အိမ်လေအဲ့ဒါဥလီဖိုးကုန်းတို့အိမ်ပဲအဲ့လူကြီးကကျမကိုပြုံးပြတယ်သူ့အပြုံးကလည်းဓမျိုးကြီးပဲပုံမှန်ကတော့ပြုံးပြတယ်ဆိုနှစ်သက်စရာကောင်းအောင်ပါလေအခုသူပြုံးဝင်ကြည့်ပြီးကျမကြိုးရင်းကနေစိတ်ပြီးတော့ချမ်းလာခဲ့ပါတယ် ဟဲ့ငယ်မဘာဘွားလုပ်နေတာလဲအခုနေ့လေရောက်ပြီအမတီတာလမ်းခေါ်တော့မှ ကျွန်မလည်းကစားဝိုင်းနာကိုပြေးလာလိုက်ပါတယ်အမခုနကလူကြီးကတော်တော်ကြောက်ဖို့ကောင်းတာပဲနော် အမတီတာကအံ့ဩသွားပုံရပါတယ်ဟဲ့ဘယ်ကလူကြီးလဲငါတော့ဘသူ့ဘုံမှမတွေ့မိပါဘူးခုနကလေရွာထဲကဦးလေးဖိုးကုန်းတို့အိမ်ကိုမေးပြီးတော့ဝင်သွားတာအမအောင်ကျန်တဲ့ကစားတဲ့တကယ်ချင်းတယောက်ပါကျမကိုအထူးဆန်းနဲ့ဝိုင်းကျင်နေတယ်မဟုတ်ပါဘူးဆွေဆွေရဲ့ ငါတို့ဘသူ့ကိုမှမတွေ့လိုက်ပါဘူး။ကျမတို့အကုန်လုံးရွာဝင်လမ်းကိုပြေးကြည့်ကြတယ်။ရွာဝင်လမ်းကဖြောင်ပြူးနေပေမဲ့လမ်းလျှောက်နေတဲ့လူတယောက်မှမတွေ့ရပါဘူး။ကျမလည်းအရန်ကိုထူးဆန်းနေတယ်။နောက်တော့ကျမတို့ဆက်ပြီးစောကြတယ်။မကြပါဘူး။အဲ့ဒီလူကြီးနဲ့ဦးလေးဖိုးကနဲ့ရွာပြင်ကိုထွက်လာကြတယ်။ကျမလည်းဝမ်းသာအားရနေအမကြီးတို့ကိုလက်တို့ပြီးလက်ညှိုးထိုးပြတာပေါ့။ဒါပေမဲ့ကျမလက်ညှိုးထိုးတော့အဲ့ဒီလူကြီးရောဦးလေးဖိုးကမှပျောက်ချင်းမလားပျောက်သွားခဲ့ပါတယ်။ ဘာလို့ငယ်မရဲ့ကျမဘာမှပြန်မပြောနိုင်တော့ကျမစိတ်ဒီလဲခြောက်ချားလာခဲ့ပါတယ်ဦးလို့ဖိုးကုန်းကိုကျမတေချာသိတာပေါ့သူနဲ့ကျမတို့နဲ့ကဆွေမျိုးမကင်းတော်ပါတယ်ရိုးမာတဲ့အလုပ်သွားလို့ရင်းနဲ့ငှက်ပြားမိလာလို့ငှက်ပြားတက်ချိန်ဆိုဆောင်ရွက်ချုံပြီးနေရတယ်လေအခုသူတို့နှစ်ယောက်ကိုတစ်ချက်ရေခနဲ့တွေ့ရပြီးပျောက်သွားတယ်ဆိုတော့တခုတ်ခုဆိုတော့ကျမသိလိုက်ရပြီကျမလဲထွေကိုလက်ထဲကပြစ်ချပြီးတော့အိမ်ကိုတချိုးတဲ့ပြန်လှည့်ပြေးကြတော့တယ် အမကြီးတို့ကနောက်ကအော်ခေါ်ပေးမယ်ကျမလှည့်မကြည့်တော့ဘူးအင်ရှိကိုရောက်တော့အင်ရှိမှာထိုင်ရင်မိဖြောင်နေတဲ့အဖေစီကိုပြေးပြီးအဖေကိုဖတ်ထားလိုက်တယ်ဟာဒီကောင်မလေးဘာဖြစ်လာပြန်လဲတကူလုံးနဲ့ရင်းရင်းဆွဲလို့ပါလားကျမအယမ်းကြောက်နေတယ်အဲ့လူကြီးကတရေလို့ကျမထင်လိုက်ပါတယ်မိုးရေဆိုလို့မဟုတ်ဖ ೇನೆ ကျမတကူလုံးကတုံးနေတာပေါ့တိတ်မကြခင်မှာပဲရွာထဲကလူတွေဆူယုံဆူယုံဖြစ်ပြီးမိုးတွေကလည်းတဲလာပြီး မိုးချိန်တန်နေလဲစိုးနေတာပဲအမျိုးတယောက်ကအိမ်ထဲကိုပြေးဝင်လာပါလေမြင့်ဆွေရေကိုဖိုးကုန်းဆုံးသွားပြီလေဟေးဘာဖြစ်သူလားပြောတော့အဖေကအံ့ဟောနေသေးတယ်ဘလို့ဖြစ်တာလဲဗျာမနေ့ကအထီတောင်ကျုံနဲ့စကားပြောနေသေးတာအေးကွာငါပြဖို့ကောင်းတဲ့ဝင်နေတော့ထင်တာပဲအဖေတို့ကစကားဆက်ပြောနေကြပါမယ်တမောက်ကတော့ဘာကိုမှသတိမထားနိုင်တော့ဘူးဒါဆို ခုနေရတွေ့ခဲ့တဲ့လူကြီးကမေမေတို့ပြောတဲ့တေမင်းကြီးများဖြစ်နေမလားဒါဆိုရင်ဦးလေးဖိုးကွင်းရဲ့အသက်ကို तू ကလာနှုတ်ယူသွားခဲ့တာလားကျမတွေးရင်းနဲ့တကူလုံးပူချစ်လာခဲ့ပါတယ်အဲ့ရင်ညာကကျမဖြားတယ်ကျမရဲ့အိမ်မထဲမှာအဲ့ဒီလူကြီးရဲ့ကြောက်စရာပြုံးကိုပြန်မြင်အောင်နေမိပါတယ်ညီတို့တွေဒီမိုးတဲ့ရေတဲ့မစော့ပါနဲ့လို့အတန်တန်မာထားရင်လည်း အဖွားကျမဘေးမှာထိုင်ပြီးကျမကိုစူသေးတယ်။အဲ့ဒါကတော့ကျမနဲ့ပထမဆုံးတွေ့တွေ့တဲ့တင်မင်းနဲ့ဆုံတွေ့ခြင်းပထမအဖြစ်ဖြစ်ပေါ်ရှင်။ဒုတိယတစ်ခါဖြစ်တော့ကျမအိမ်အောင်ကြကားစားပေါ့။ကျမမျိုးသားကအစိုးရဝင်တယ်လေ။ဒါနဲ့ပဲသူတာဝန်ကြတဲ့ပြည်မျိုးမှာကျမကလိုက်နေရတာပေါ့။ညကားစားဆိုတော့တာသမီလည်းမရှိသေးဘူးအဆင်ပြေသေးတယ်။အစိုးရလိုင်းကန်းကတန်းရားလေးဆောက်ထားပြီးအခန်းကရှစ်ခန်းလောက်ရှိတယ်။ အဲ့လိုတန်ရလေးလေးငါးခုဝင်းထဲမှာ စောက်ထားတာပေါ့တန်လာလေးရဲ့ရှေ့မှာတော့အုတ်ကန်နဲ့ရေတုံငင်ထားတယ်ကျမတို့ရေသုံးကျင်နေဆိုရင်အဲ့ဒီအုတ်ကန်မှာပဲသုံးကြတာပေါ့အဲ့ဒီတော့ကတော့နွေရာသီကြီးပြည်မျိုးကမြမပြည်လေပိုင်းမှာဆိုတော့ရာသီတို့ကတော်တော်ပူတာပေါ့နွေဆိုတော့ကျမတို့ကညနဲ့မှ ရေချိုးပြီးအိတ်ကြတယ်အဲ့ညာကခုနက၈နာရီလောက်မှာကျမနဲ့ကျမမျိုးသားကအုတ်ကန်မှာရေထွက်ချိုးကြတယ်အဲ့ဒီအချိန်ဆိုလူလဲရှင်းသွားပြီလေ ကျမရင်ချိုးပြီးယောက်ျားချွတ်တဲ့ဝတ်ဒီကိုတခါလဲရှောင်းနေတာပေါ့အဲ့ဒီချိန်မှာကျမတို့အစိုးရဝင်ရဲ့ဝင်ပေါက်ကနေလူကြီးတရာကိုငိုက်ဆိုင်ဆိုင်နဲ့လမ်းလျှောက်လာတာကိုမြင်လိုက်ရတယ်အဲ့ဒီခါကတမောင်မီသီးလို့ခေါ်ကြတဲ့60ဝက်မီလုံကြီးကိုဝင်းတကားဝင်တဲ့တန်ရထိတ်မှာထွန်းထားတာဆိုတော့အလေးအောင်ကကောင်းကောင်းရနေပါတယ်ကျမလည်းအဲ့ဒီလူကြီးကိုကြည့်ရင်းနဲ့တွေးပြက်လာတာပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူကြီးဟာကျမငငယ်ကတွေ့ရတဲ့လူကြီးဖြစ်နေလို့ပါပဲ။ အဲ့လူကြီးကဝင်းထဲကိုဝင်လာပြီးကျမကိုလမ်းကြည့်နေတယ်။ကျမလည်းကြောက်လိုက်တော့မပြောပါနဲ့လို့ရှင်။အဲ့လူကြီးရဲ့မျက်တွင်းနဲ့မျက်လုံးကြည့်တွေကိုကျမအယမ်းကြောက်တယ်။နောက်ပြီးအဲ့လူကြီးကကျမကိုပြုံးပြပါရော။မလာနဲ့မလာနဲ့ထွက်သွား။ကျမအော်လိုက်တော့မလန့်မကမ်းမှာရေချိုးနေတဲ့ကျမမျိုးသားကလန့်သွားတယ်။ဆွေဘာတွေ့လဲလို့လဲ။ဟိုဟိုမှာဝတ်စုံနေတဲ့လူကြီးတယောက် ျမလက်ညှိုးထိုးတဲ့နေရာကိုကျမမျိုးသားကတေချာလိုက်ကြည့်တယ်။ဘာမှမရှိပါဘူးကွာ။ကျမလည်းကြောက်ကြောက်နဲ့မျိုးသားကိုဆွဲဖက်လိုက်တာပေါ့။ကျမရင်ဘတ်ထဲမှာပုံးနေလိုက်ပြီးသူ့ရဲ့ဂျိုင်းချားကနေမဝင်မရကြည့်လိုက်တော့အဲ့လူကြီးကမရှိတော့ဘူး။ကျမရမ်းကြောက်ပြီးတုံရင်ရတာပေါ့။ကျမအဲ့ညာလုံးဝအိတ်မပြောဘူး။အဲ့လူကြီးလာတာတခုခုပဲလို့တွေးနေတယ်။ဒါပေမဲ့အဲ့ဒီအချိန်ထိလမ်းကမ်းထဲမှာဘာအသေးပြောက်တည်းမှမကြားရသေးဘူး။ မနေ့3နာရီလောက်မှာတော့အော်သားလေးငိုသားလေးကြားလို့ကျမလန်နိုးသွားတယ်။အမျိုးသားကအိမ်ရှိရောက်နေတာဆိုတော့အိမ်ရှိကိုလိုက်ထွက်လာခဲ့တာပေါ့။လန်ကန်လေးကလူတွေကရုံးစုရုံးစုဖြစ်နေပြန်ပြီ။ဆွေကိုလာမောင်ကြီးဆုံးသွားလို့ဦးရေအဲ့ဒီစကားကိုကြားလိုက်တော့ကျမစိတ်ထဲအလွန်ထိတ်လန့်သွားခဲ့ပါတယ်။ဘလို့ဆုံးလာလဲ။ညအရာဝန်တော့အကောင်းပဲတဲ့။ ်အခုသူမိမကတင်းတို့ရေထတော်ရင်ခေါ်ကြည့်တော့နှို့မရတော့ပဲအသက်လည်းမရှိတော့ဘူးတဲ့ဆရာဝန်ကိုသွားပင်ထားတယ်သူရောက်လာရင်တော့ဘာလို့သေးတာလဲဆိုတာသိရမှာပေါ့ယောက်ျားပြောတဲ့စကားတွေကကျမနားလေးကိုလုံးဝမဝင်တော့ပါဘူးဒါနဲ့ဆိုရင် ကျမဘဝမှာနှစ်ကြိမ်တိုင်တိုင်ရှိခဲ့ပြီအဲ့လူကြီးနဲ့တွေ့တဲ့အခါတိုင်းလူကတယောက်မဟုတ်တယောက်သေဆုံးနေတာဆိုတော့ကျမတုံ့လုံးမိတာစန္ဒလာရှင်အဲ့နောက်ပိုင်းမှာကျမဖះတရားပို့ပြီးလုပ်ဖြစ်တယ်ဒါပေမဲ့ အဲ့လူကြီးရဲ့ကြောက်စရာပြုံးကုန်တော့ကျမအမြဲတမ်းမှတ်မိနေပါသေးတယ်။နောက်ဆုံးတစ်ခေါက်ကတော့တိတ်မကြသေးခင်တနေ့လောက်ကဖြစ်သွားခဲ့တာပါပဲ။ကျမလည်းသားနှစ်ယောက်အမေဖြစ်နေပြီ။သားအကြီးက16နှစ်၊သားအငယ်က16နှစ်ပေါ့။ကျမတို့လည်းရန်ကုန်ကိုပြောင်းနေပြီးလှိုင်မာတိုက်ခန်းဝဲနေတယ်။ကျမတို့တိုက်က6လွာရှိပြီးကျမတို့က4လွာမှနေတာပေါ့။အမေအပြင်သွားမယ်ဆိုမတ်တန်အောင်တော့ ။စပင်နေလဲအုပ်သွား၊လက်ရည်လဲတေချာတက်၊ဖေးရှိလဲအုပ်သွားအောင်။တောင်းငင်ကတေချာသတိပေးတယ်။သူ့အမေကိုစိတ်ပူတာဝို့။အဲ့ဒီအချိန်တုန်းကကိုဗစ်ဒုတိယလိုင်းပြီးတတိယလိုင်းအစဖြစ်နေတဲ့အချိန်ကိုဈေးရလဲမဝဲလို့မဖြစ်။ကျွန်မလဲဆွဲခြင်းလေးဆွဲပြီးတော့တိုက်ခန်းထဲကထွက်လာခဲ့တာပေါ့။ပုံမှန်ဆိုရင်တော့တောင်းကြီးဖြစ်ဖြစ်တောင်းငင်ဖြစ်ဖြစ်ဈေးကိုအတူလိုက်လို့ရှိပေမဲ့အခုတော့ကျမသူတို့ကိုမခေါ်ဘဲတယောက်တည်းဆင်းလာတယ်။တိုက်ကန်းလေကားချင်းချင်းလေးတိုင်းဆင်းလာရင် ဒုတိယလမ်းရောက်မှာတော့အောက်ကနေလူကြီးတယောက်တက်လာတာပေါ့ဘသူမှတ်လို့လဲရှင် ကျမတစ်ချိန်ကတွေ့ခဲ့တဲ့လူကြီးနှစ်တွေပြောင်းသွားပြီးတော့ကျမမှာအသက်တွေကြီးသွားတယ်အဲ့လူကြီးကတော့ကျမငငယ်ကတွေ့တဲ့ရုပ်တိုင်းပဲဘာမှမပြောင်းလဲဘူးသူကအောက်ကတက်လာပြီးလေကားခွင်လေးရောက်တော့ကျမကိုမော့ကြည့်တယ်ကျမလည်းအပေါ်ကအစင်းဆိုတော့သူနဲ့ကျမမျက်နှာချင်းဆိုင်စုံကြပါလိမ့်ရောသူမျက်နှာကြီးကအရင်လိုပဲအယမ်းကိုကြောက်ဖို့ကောင်းတယ် ။ "तू อ่ะจม้าကိုเตชาជីပြီးပြုံးတော်ပြလိုက်သေးတယ်။ तू ပြုံးဝင်မြင်တော့จม้าတကုန်လုံးဆက်ဆက်တုံးလာတယ်။ तू อ่ะလေကားပေါ်ဆက်တက်လာတာမဟုတ်จม้าလည်းလေကားကိုနောက်ပြတ်တက်ပြီးလေကားဝင်နေနန်းရံနဲ့တသားနဲ့ဖြစ်အောင်ကတ်နေလိုက်တယ်။ तू ကတော့ဆက်ပြီးတက်လာပြီးจม้าနားကိုယောက်လာတယ်။ तू နားကိုယောက်တော့မှအော်ဂလီဆန်စရာအနက်တခုကိုလည်းရလိုက်တယ်။ဘလို့အနက်မန်းတော့မပြောတတ်ပါဘူးရှင်။ညီဆုဆုချင်းဆုဆုနဲ့တော်တော်ဆိုးတဲ့အနက် နောက်တော့ကျမနားဖြတ်ပြီးအပေါ်ထက်ကိုဆက်တက်သွားတယ်။ကျမဒူးတွေလုံးဝမခိုင်တော့ဘူး။တကောလုံးလဲတုံးနေတာဆိုတော့ဈေးသွားဖို့စိတ်မကူပဲအပေါ်ပြန်တက်လာခဲ့တာပေါ့။ကျမဒူးတွေကိုကျမထိမ့်မရတာကြောင့်လေကားလက်တန်းကိုသေးချခိုင်ပြီး လေကားတွေတတိချင်းကိုတော်တော်အားယူတက်ရတယ်။တားငယ်ကအိမ်တကားဖွင့်ပေးတာနဲ့ကျမအိမ်ထဲကိုပြေးဝင်လိုက်ပါတယ်။ထိတ်လိပြပြဖြစ်နေတဲ့ကျမကိုကြည့်ပြီးတားငယ်ကအံ့ဩနေတယ်။အမေအမေဘာဖြစ်လာလဲ။ ဘာမဖြစ်ဘူးငါသားအမေကိုစိတ်မပူနဲ့နော်အဲ့လိုပြောပြီးကျမလည်းအိမ်ကန်းလေးကိုဝင်ပြီးတော့လဲမောင်းနေပါတယ်ဒီကောင်ကြီးနဲ့တွေ့ပြီးဆိုတော့တခုခုတော့ထူးတော့မထင်နဲ့ဘသူတွေဘာမှမဖြစ်ပါစေနဲ့တတဝါတွေဘေးကင်းကြပါစေခဏကြာတော့တားငယ်ဟာအခန်းတစ်ခါကိုလာခောက်တယ်အမေ၆လအန်တီထားဆုံးသွားပြီတဲ့အဲ့ဒီတန်ကိုကြတော့ကျမရှင်နေရန်တုံသွားပါလေ ကျမရဲ့ဆူတောင်းလုံးဝမပြည့်ခဲ့ဘူးဒါနဲ့ပဲအခန်းထဲကတောင်းငယ်ကိုပြန်ပြီးတော့អော်မေးလိုက်ပါတယ်တေချာလို့လားသားရဲ့အခုပဲ Facebook ပေါ်တက်လာတာမရသူသမီးတင်တာကိုဗစ်နဲ့ထင်နေအောက်ဆီဂျင်ပြတ်ပြီးဆုံးသွားဝင်ရတယ်အန်ဒီသားဆိုတော့ကျမတို့တိုက်ရဲ့အပေါ်သုံးလောင်မှနေတဲ့မိမကြီးတယောက်ပေါ့သူ့တက်ကကျမတက်တော့လင်းကားနဲ့ပို့ကြီးမဲ့ပုံမှာပဲတေမင်းကြီးကသူ့ကိုတက်ပြီးလာခေါ်လာနေမှာပေါ့ကျမတော့ တိတ်ပြီးတော့အံ့ဩမနေတော့ပါဘူးအဲ့ဒီချိန်ကတော့နောက်ဆုံးတွေ့ရတဲ့အချိန်ပဲသူ့ကိုကျွန်မဘဝမှာမြင်မြင်နေရပြီးမြင်တဲ့အချိန်ကမှ မကောင်းတဲ့တင်ဆုံးခြင်းတွေဖြစ်နေခဲ့တာကိုကျွန်မသတိထားမိတယ်တင်မင်းရှိတယ်မရှိဘူးဆိုတာကျွန်မတို့ဘာသာမှာငင်းခုန်နေကြစေဆိုပေမဲ့ကျွန်မကတော့အဲ့ဒီလူကြီးကိုသုံးချိန်သုံးခါတိတိမြင်မှုနေတယ်ဆရာတော်တစ်ပါးကိုရှောက်တဲ့အခါမှာတော့တင်မင်းမဟုတ်ရင်တောင်မှ ဗရဏတင်ဆုံးခြင်းငွေတက်တွေကိုခံစားနေမိတာဖြစ်နိုင်တယ်လို့ပြောသွားပါတယ်။ဒါတွေကိုကျမလိုက်တွေးဖို့ညံမမီသေးပါဘူးရှင်။ဒါပေမဲ့တေချာတာတခုကတော့ကျမအဲ့လူကြီးနဲ့တေချာဆုံးမှုပြီးသူ့ကိုတေချာမှတ်မိနေတာပါပဲ။သူကလည်းကျမကိုမှတ်မိမယ်ထင်ပါရဲ့။သူပြုံးပြတဲ့အဲ့ဒီအပြုံးကြီးကိုကျမအခုချိန်ထိမြင်ရောင်ကြောချမ်းနေသေးပါပဲ။နောက်ထပ်လည်းဆက်မြင်အောင်မလားဆိုတော့မသိတော့ဘူး။တေချာတာတခုကတော့ကျမတစ်ချိန်ချိန်မှာ ကျင်းဒီပေါ့သူနဲ့ပြန်ဆုံပါလိမ့်မယ်။ကျမဘွားရဲ့နောက်ဆုံးချိန်ကိုရောက်တဲ့အခါကျမကိုလာခေါ်မဲ့သူကသူပဲဖြစ်နေမလားမသိတော့ပါဘူးရှင်။အက္ကဆော။နားဆင်အားပေးကြတဲ့စာချစ်သူ အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ရက်ဒီမှာလေကျွန်တော်တို့ channel လေးမှာဇလံကောင်းများစွာကိုတင်ဆက်ပေးမှာမို့လာရောက်အားပေးကြပါဦးလို့လေးစားသွားဖြင့်ဖိတ်မှန်တကားပြုပါရစေ။စာချစ်သူအားလုံးကိုစိတ်နှပြား 怎么抢到这把锤？